ဧပြီလ15ရက်နေ့မှာမုံတိုင်းတစ်ခုဖြစ်ပေါ်ပြီးမြန်မာနိုင်ငံကိုဝင်ရောက်နိုင်တယ်လို့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ကတတိပေးပြောကြားလိုက်ပါတယ်ခင်ဗျာဒီလေပြင်းရဲ့ရောင်းဝန်းကတတိလင်္ကာလောက်တွားပြီးတော့မှအရှိမရောက်ကိုပြန်ကိုိတ်လာမှာနော်အဲပြန်ကိုိတ်လာရင်းနဲ့မနေ့ကညနေကြောက်ကြတော့မုံတိုင်းဖြစ်သွားမှာပေါ့မုံတိုင်းဖြစ်သွား3ရက်လောက်တော့ရှိမယ်နော်15ရက်16ရက်18လောက်ထိမုံတိုင်းဖြစ်မယ်သူကရွေးတာတော့မြန်မာပြည်ဘက်ပေါ့ ြောရရင်တော့အရှိမြောက်ဖက်ပေါ့နော်အရှိမြောက်ဖက်ကိုတဖြည်းဖြည်းရွေးလာပြီးတော့16ရက်နေ့ညကန်စပြီးတော့17ရက်နေ့မနေ့အထိကသူကရခိုင်ကမ်းရိုးတန်းအလယ်ဆိုတော့ဟောလောက်မှတော့ကြာမယ်ဆီအမန်းကတော့ကြောက်ဖြူနဲ့တန်တွဲကြာလောက်ပေါ့ကြောက်ဖြူပဲပုံများမှာပေါ့နော်အဲတညာလုံးချင်းကပ်လာပြီးတော့ကံကောင်းတာအဲ့ဒီကံကိုမဖြတ်မီတော့မှသူကအပြံပြော့သွားမယ်ပြော့ပြီးတော့လေဖျားနဲ့ဖြစ်ပြီးတော့မှရခိုင်ပြည်အလဲပိုင်းကိုဖြတ်သွားမယ်နော် ဖြတ်သွားမယ်ဆိုတော့ဒါသူ့ဇက်လန်းကအလောင်းနဲ့ပြီးသွားမယ်လို့ထင်တယ်ပေါ့နော်။ဘာတွေဖြစ်နိုင်လဲဆိုတော့နံပါတ်1ကတော့မိုးရွာမှာပေါ့။အများဆုံးရွာနိုင်တာကတော့မကွေးအနောက်ပိုင်းနဲ့ရခိုင်လေပိုင်းနော်။ဒါကတိချံနဲ့အဆင့်ထိရွာတာပေါ့။ကြံသေးတာတွေကတော့တော်တော်ရွာမှာ။တော်ရွာမယ်ဆိုတော့အကုန်လုံးညီပါပဲမြောက်ပိုင်းကလိုရင်ပေါ့နော်။ဒီမြေဝကျုံပေါ်ပါမယ်။မြေလက်ပိုင်းပါမယ်။မြန်မာနိုင်ငံလက်ပိုင်းပါမယ်။နောက်ပြီးတော့ရခိုင်ပါမယ်။ရှမ်းပါမယ်။နော်အဲ့ဒါတွေမိုးလာမယ်အထူးဖြင့်ရွာမှာတော့ 16 16ပေါ့နော်အဲ့ရက်ဒီမှာအများဆုံးရွာမယ်နတ်ဖန်နဲ့အခုလည်းနိုင်နဲ့စရွာနေပြီနော်အများဆုံးကတော့16 16လောက်မှရွာမယ်အဲ့တော့မိုးရွာလေကကန်းချီကိုဝင်တဲ့အချိန်မှာဆံမန်းတာတော့35 40ပေါ့ဆိုတော့ကန်းရွာကတော့တလောက်ကတော့အသိပြတတာမရှိဘူးလေဒီလောက်လေတိုင်နှုံးနဲ့လည်းရေတော့မတက်ဘူးဒါပေမဲ့ဒီလောက်လေတိုင်နှုံးကဘာလို့ဖြစ်နေလဲလှိုင်းတော့ကြီးနေတယ်အဲ့တော့ဟိုရခိုင်ကန်းရွာကန်းတော်ပင်လည်းပြန်သွားနေတယ်ရေရင်နေပေါ့ သူ့ရဲ့ US ငွေနဲ့ယင်းကြီးကလှိုင်းမလို့သိထားဖို့လို့